ကျမ်းမာတော်မူကြပါသော်ကမြ။ယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရေးပေါ်လိုက်အောင်ပါ။ဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရစေခမြ။ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရိတ်ခါပူပြီးပြန်လာတဲ့ပြူစော့တိရှစ်ဦးကိုတော်လိုင်းရဲတက်တွေအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအရာတော်မြို့နယ်ကပြူစော့တိအဖွဲ့ဝင်ရှစ်ဦးကို ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီကျော်ကအရှင်ဖမ်းမိခဲ့တယ်လို့မုံရခဲအမှတ်27တရင်စီကနေသိရှိရပါတယ်။ဖမ်းဆီးခံရသူ10ဦးဟာငွေတွင်ကြေးရွာပြူစော်တီစခန်းမှာဖြစ်ပြီးသူတို့ကငွေတွင်ရွာနဲ့ညောင်ဒူးလီကြေးရွာအကြားမှာဖမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။သူတို့စီကပြူတွေလက်နက်တွေကမရဘူး။ရတာကစန်စီအရက်ပတ်စံတချို့ပါသူတို့ကိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်ပါတယ်လို့မုံရခဲအမှတ်27တရင်မှာတောင်းဝန်ရှိသူကပြောပါတယ်။ငွေတွင်ရွာစခန်းကနေ ညောင်ဒူးလီရွာစခန်းကိုရိတ်ခါပို့ပြီးခြေလင်းပြန်လာတဲ့ပြူစောတိအဖွဲ့ဝင်12ဦးတဲကအထက်ပါ10ဦးကိုပြစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ငွေရင်းရွာနဲ့ညောင်ဒူးလီရွာဟာနှစ်မိုင်ကွာဝေပြီးနှစ်ရွာစလုံးမှာစစ်ကော်မရှင်တပ်နဲ့ပြူစောတိအင်အားတရားဝင်ကျင်စီလောက်တက်ဆွဲနေထိုင်နေတာလို့သိရှိရပါတယ်။ဖမ်းဆီးရမိသူ10ဦးကိုစစ်ဆေးမေးမြန်းပြီးနောက်စစ်တပ်ကဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပြီးနောက်ထပ်ငွေရင်းကြေးရွာအတွင်းမှာရှိတဲ့ပြူစောတိတွေအနေနဲ့လည်း ဗတ်ပြောင်းလာကြဖို့အထက်ပါတာဝန်ရှိသူကပြောပါတယ်ဒီဖမ်းဆီးမှုကိုမုံရခဲအမ21တရင်တိုက်နယ်ကူ MRTF နဲ့ကြေးရွာပကဖမဟာမိတ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဖမ်းဆီးခံရပြီးနောက်စစ်ကော်မရှင်ဘက်ကလိုက်လံရှာဖွေတာတွေလုပ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တောင်ငူလီတစကန်းကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်တန်းတွေနိုင်နဲ့ချီပြီးကြားခဲ့ရတယ်လို့ဒေသခံတွေပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအားထားရတဲ့ပဲခူးတိုင်းတောင်ကုန်းမြို့ကလီတက်စခန်းကိုနေမြေကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတရခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar အဖွဲ့တောင်ဝန်ရှိသူကပြောပါတယ်စစ်ကောင်စီကတောင်ကုန်းနဲ့ရေတရှိတဝက်ကကြီးတော်တွေမှာစစ်ကြောင်းတွေထိုးပြီးနေရာပေါင်းစုံအထက်ထက်ပိတ်ဆို့ထားတာအဲ့ဒီကြားတွေကလုတ်ခဲရတာဆိုတော့အတော့ကိုခက်ခဲပြီးစွန့်စားရပါတယ်လို့စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်ဒီစစ်စင်ရေးကို Brave Warriors for Myanmar PWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Mountain Knights Civilian Defense Forces MKCDF and the Khu People's Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသ Fighter စားကဲအဖွဲ့တွေက KNL တက်မှနှစ်တရင်9နဲ့ပူးပေါင်းပြီးဒီဇင်ဘာလ9ရက်နေ့ည10:00ခန့်မှာတရခွန်မမှ short တိုက်တုံး6လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ တငူလီတက်စီကစီလောင်ကန်တွေကိုအဓိကထားပြင်မဲ့တက်ခိုက်ခဲ့တာဖြစ်ပြီးရှော့တိုက်တုံးပောက်ကွေးတန်နဲ့တူနောက်ဆက်တွဲပောက်ကွေးတန်တွေကိုလည်းကြားရတယ်လို့ဒေသခံတွေစီကနေသိရှိရကြောင်း BWN ကထုတ်ပြန်ထားပါတယ်ကျွန်တော်တို့ဘက်က9955မှာပြစ်လိုက်တာသူတို့ဘက်က10920လောက်ကစပြီးတောက်လျှောက်ပြန်ပြစ်တာအဲ့ဒီနားမှာရှိတဲ့တက်တွေပေါင်းစုံကပြန်ပြစ်တာပါည9:00ကျော်လောက်ထိပြန်ပြစ်နေတာလို့စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်မှုအကြောင်းကိုထပ်ပါတာဝန်ရှိသူကပြောပါတယ် စစ်ကောင်စီဘက်ကပြစ်ခတ်မှုတွေရှိခဲ့ပေမဲ့စစ်စင်ရေးလှုပ်ဆောင်တဲ့ရဲဘော်အလုံးပေးခဲ့တယ်လို့အတည်ပြုပါတယ်စစ်ကောင်စီကသူတို့ရွေးကောက်ပွဲအတွက်ကြီးရော်တွေကိုစစ်ကြောင်းထိုးပိတ်ဆို့နေတာဖြစ်ပြီးနေမီကမဟာမိတ်တို့ရဲ့ကူညီမှုကြောင့်စစ်စင်ရေးကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်တော်လရင်စစ်မျက်နှာသည်ပုံမပြင်းထန်လာချိန်မှာလီတက်ပြိုရင်တော်လရင်နိုင်မယ်ဆိုတဲ့အချက်မှာပုံမပေါ်လွင်လာတဲ့အတွက်တော်လရင်အင်အားစုများအလုံးဒီလေလီတက်ပြူချရေးမစ်ရှင်တွေကို တဆိုင်မမတ်ပူပေါင်းဖော်ဆောင်ပေးကြပါရန်အထူးတိုက်တွန်းလိုပါသည်လို့ PWN ကတိုက်တွန်းထားပါတယ်။တောင်ကိုမြို့မှာဒီဇင်ဘာလ9ရက်နေ့ညကနေဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းထိလက်နက်ကြီးပစ်ခတ်တံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကလည်းပြောပါတယ်။ဘာတွေဖြစ်နေတာလဲတောင်ကိုရဲ့အခုချိန်တိကိုတအုံးအုံးနဲ့ဒုကအိယာမလာလို့ဒေသခံတအုပ်ကဒီဇင်ဘာလ10ရက်နေ့မနက်တနိုင်းအကြောမှာရေးသားထားပါတယ်။တခြားဒေသခံတွေကလည်းသူတို့လည်းအတံတွေကြားလို့မအိပ်ရေးချောင်းပြောကြပါတယ်။အတော်ကိုကြပြီးအချက်ရည်လည်းမနေဘူးလေ။ အတန်ကလည်းအကျေကြီးပဲအရင်နဲ့လည်းနီးတယ်လို့ပဲဘေနာကမှမသိဘူးလေအိမ်မရတာတော့အမှန်ပဲအလုံးဘေကင်းကြပါစေလို့ပဲမြစ်တာပို့ဆူတောင်းနေရောမှအပဘာမှလည်းမလုပ်ပေးနိုင်ဘူးလို့အခြားတောင်ကိုဒေတာခန်တူကလည်း Facebook မှာဒီဇင်ဘာလ9ရက်နေ့ညကရေးသားထားပါတယ်ဒီစစ်စင်ရေးက BWN ရဲ့48ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးဒီနေ့ထဲမှာတောင်ကိုလေတက်ကို9ကြိမ်မြောက်တက်ခိုင်းမှုဖြစ်ပါတယ် BWM အနေနဲ့မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တောင်ငူလီတက်စကန်ကိုဇန်နဝါရီလ၄ရက်နေ့ဧပြီလ30ရက်နေ့မေလ16ရက်နေ့နဲ့ဇူလိုင်လ10ရက်နေ့တို့မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မန္တလေးမှာလည်းအတန်တိတ်တပိတ်ကိုဖျက်ဆီးဖို့စေအုစုကချောတိုင်တပ်ပွဲလုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးမြို့မှာအတန်တိတ်တပိတ် Silent Strike ပြုလုပ်နေချိန်စေအုစုကမြို့ပေါ်ရက်ွက်တချို့ကိုပြူစောတီးတွေကိုလူစုခိုင်းပြီးစောင်းပေါက်တွေဖြန့်ခိုင်းကချောတိုင်တပ်ပွဲတွေကောက်ကငင်းကထားလုပ်ခိုင်းနေတယ်လို့ န္တလေးမြို့ခံမြေပြင်ကင်းထောက်ဖွဲ့ MD1 Revolution ကဖော်ပြပါတယ်။အကြမ်းဖက်စစ်ကောင်စီကအတန်တီတပိတ်ကိုအနောက်ရှက်ဖြစ်စေရန်၎င်းတို့လက်အောက်ခံကြုံတက်ရှိဝန်ထမ်းတွေကိုအချင်းကိုက်ပင်ပြောပွဲရှင်ပွဲများစီယောင်ပွဲများအတိမုံအကာခုံများပြုလုပ်စေကာကျုံဝဲရအစ်စ်ပါထားတဲ့ဝန်ထမ်းမိသားစုများအကြမ်းဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်ခွေးကျုံတွေကိုအယုံဝများဖြင့်ပွဲများဖန်တီးခြင်းလက်မများပေါ်မှာအကြောင်းမဲ့လှစ်ပတ်သွားလာစေခြင်းကြောက်တဲ့ကမြေတဲ့ကအလွတ်တွေကို လမ်းများပေါ်မှာလှစ်ပတ်မောင်းနှင်စီချင်းများပြုတ်လုခိုင်းတာကြောင့်သိရှိရပါတယ်။မြည်သည့်အထိမ်းမှတ်မှမရှိရုတ်တရက်ထားလုတဲ့အလွန်ကြောင်တောင်တောင်နိုင်သောတချင်းများဖွင့်၍ကကုံနေခြင်းမှာတော်တလင်းမကြဘဲခွေးဖင်ပူးနေတကယ်တို့ပင်ဖြစ်ပါတယ်။တို့ရမှာမန္တလေးမြို့ရဲ့အဓိကဈေးကြီးဖြစ်သောမန္တလေးဈေးကြော်တော်ကြီးမှာပင်နေဝယ်လက်များတက်မလာကြခြင်းလမ်းဘေးပြန်ကျဈေးတဲ့လင်းများကိုစစ်ကောင်စီနဲ့လောက်ခံစီပင်တို့မှ Silent Strike ဖြစ်မြောက်စေရေးတစ်ဖက်လက်ဖြင့်အားပေးတဲ့အနေနဲ့ပိတ်သိမ်းခိုင်းထားခြင်းတို့ကြောင့် ဈေးကြော်တော်တခွင်တိတ်ဆိတ်ရှင်းလင်းလျက်ရှိကြောင်းဒါအပြင်မန္တလေးမြို့ပေါ်နဲ့အမရပူရပသိမ်ကြီးမြို့နယ်များအပါအဝင်နေရာတော်တော်များများမှာမနက်၁၀နာရီကျော်လာပြီးနောက်ပိုင်းတဖြည်းဖြည်းနဲ့လူသွားလူလာနေပါလာပြီးပြည်သူများအလုံး silent strike အတန်တိတ်တပိတ်မှပါဝင်ဆင်နွှဲလျက်ရှိကြောင်းသတင်းများရရှိပါသည်လို့ MD1 Revolution ကဖော်ပြပါတယ်။စေအုစုကြီးစိုးရာမေးမြို့မှာလည်းအတန်တိတ်တပိတ်ကိုနှောက်ယှက်ဖျက်ဆီးနိုင်ဖို့လတော်လာပြည့်ကျော်ဖြစ်တဲ့ဒီဇင်ဘာလ၁၀ရက်နေ့ ဒီကနေ့မနက်ပိုင်းကထိန်အလူပစ္စည်းပရိသတ်ပင်တွေအတိအမုတ်တွေအတန်ချိဆက်တွေကားပေါ်တင်ကပြည်ဦးလွင်နာယီကူညီမှုအသင်းရဲ့73ကြိမ်မြောက်ကထိန်ဖြစ်ကထိန်ပွဲလစ်လည်နေတယ်လို့မြို့ခံတွေကပြောပါတယ်ပြည်ဦးလွင်နာယီကူညီမှုအသင်းရဲ့ကထိန်လို့ဆိုကမြို့ထဲလှည့်နေပေမဲ့မြို့ခံပြည်သူအများစုကအတန်တိတပိတ်မှာပါဝင်နေကြတယ်လို့လည်းမြို့ခံတအူးကပြောပါတယ်တခြားလူတွေအတန်မထွက်ညင်နေကြတာမိမျိုးလိုတက်မြို့မှာကိုလို့ဆိုပါတယ် ဒီဇင်ဘာလ10ရက်နေ့ဒီကနေ့ကြောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွေကြီးနေ့မှာမြန်မာပြည်သူတွေဆုံးရှုံးနေတဲ့လူခွေကြီးအပြည့်အဝရရှိဖို့နဲ့အနာသိစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့နိုင်ငံတော်အသံတိတ်တပိတ်ပြုလုပ်ကြဖို့အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု General Strike Coordination Body GSCB ကတိုက်တွန်းဆော်အော်ထားတာဖြစ်ပါတယ်။စစ်အုပ်စုဟာလာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာအသံတိတ်တပိတ်မှာပူးပေါင်းပါဝင်ရန်အတွက်ပိတ်ထားမဲ့ဈေးဆိုင်များစားတောက်ဆိုင်များ ်အလုယုံဆွေယုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရတဲ့ချိတ်ပိတ်ရန်ဖိအားပေးလျက်ရှိပါတယ်ပြည်သူလူထုရဲ့လုံခြုံရေးဟာအရေးကြီးဆုံးဖြစ်တာမို့ဒီလိုအချက်ကင်ဖိအားပေးမှုတွေအောက်မှာဈေးဆိုင်တွေကိုဖွင့်လှစ်ရတာကိုနားလည်စာနာပါကြောင်းနဲ့ဈေးဆိုင်များကိုမပိတ်ပဲဖွင့်လှစ်ကအတန်တိတ်တပိတ်ကိုဆင်နွှဲကြဖို့တိုက်တွန်းလိုပါတယ်ဆိုင်တကားတွေသာပွင့်နေပါစေလူတွေကတော့ဆိုင်တဲ့အိမ်တဲမှာပဲနေပေးကြဖို့မြစ်တာရက်ခံလိုပါတယ်လမ်းမတွေပေါ်မထွက်ကြဖို့အပြစ်မသွားကြဖို့နဲ့ တိတ်ဆိတ်ခြင်းဖြင့်တက်တည်ကြဖို့လိုအပ်ပါတယ်။စေယုစုကပုံဖော်ကျင်နေတဲ့ပုံမှန်လေပတ်နေပါတယ်ဆိုတဲ့အခြေအနေမဟုတ်ကြောင်းကိုလူမရှိတဲ့လမ်းမတွေတိတ်ဆိတ်နေတဲ့မျိုးပြတွေကနေတဆင့်ကဘာတိအောင်ချပြရပါမယ်။ဒါကြောင့်ဒီဇင်ဘာလ10ရက်နေ့မနေ့စင်နိုင်ကနေညနေ3နာရီအတွင်းဆိုင်ကန်တွေတဲ့အိမ်တွေထဲမှာပဲနေထိုင်ပြီးအတန်တိတ်တပိတ်ကိုပုံစံတမျိုးနဲ့ဆင်နွှဲကြပါစို့လို့ GSCB ကတိုက်တွန်းထားပါတယ်။အတန်တိတ်တပိတ်မှာပါဝင်သူတွေကို ရန်ပြုတ်ဖမ်းဆီးမယ်လို့အာဏာသိမ်းစစ်အုပ်စုကချင်းချောက်ထားပြီးမန္တလေးအပါအဝင် မြို့ကြီးတွေမှာစောင့်ကြည့်တာတွေလှုပ်ဆောင်နေတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရန်ကုန်မြို့မှာပြည်သူများကအတန်တိတ်တပိတ်မှာပါဝင်နေပြီးလမ်းစုံလမ်းကွာနဲ့နေရာတိုင်းစစ်တပ်ရဲနဲ့ပြူစောထီးတွေကိုနေရာတိုင်းမှာခြားထားကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာပြည်သူများကဒီကနေ့ပြုတ်လုတဲ့အတန်တိတ်တပိတ်မှာပါဝင်နေကြကြောင်းဒေသပြည်သူများနဲ့ကင်းထောက်အဖွဲ့များကပြောဆိုပါတယ် ရန်ကုန်မြို့မှာဒီကနေ့မနက်10:30မိနစ်ချိန်မှစတင်ပြီးရေအသွားအလာနဲ့လူအသွားအလာများကျဲသွားကဈေးဆိုင်ကြီးများပင်စိုက်များသာဖွင့်လှစ်ထားကဝယ်သူမရှိတော့ကြောင်းရခင်အင်းစိမ်မှရန်ကုန်မြို့အတွင်းနှစ်နိုင်နီးပါးမောင်းနှင်ရတဲ့ခီးစဉ်မှာမိနစ်30အတွင်းသွားလာနိုင်ကြောင်းတက္ကစီရင်မောင်းတချို့ကဆိုပါတယ်ကားအသွားအလာလုံးဝကြီးရက်သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပုံမှန်ရင်ကြောထက်80ရာခိုင်နှုန်းလျော့သွားတာတက္ကစီတွေတော်တော်များများလဲလမ်းပေးမှာပဲရက်ထားကြတယ် ဇေယာဂိုင်နှုံးလောက်သောကားတွေကသာလမ်းပေါ်မှာရှိနေတယ်။အဲ့ဒါကလည်းလိုင်းကနဲ့အင်စီကားတွေအော်ရာရလို့လိုက်သွားတာအင်းစိန်စုလီကိုတကယ်မောင်းတာနိုင်ဝက်ပဲကြာပါတယ်။ပုံမှန်ဆိုရင်ရေကြောနဲ့တနိုင်နဲ့နှစ်နိုင်ကြာလောက်ပဲကြာတဲ့လမ်းလို့စကြောင်းမြို့နဲ့စီတီမတ်အနီးမှာဂိတ်ထိုးလေးရှိတဲ့တက္ဆီရေမောင်းတူကဆူပါတယ်။ဒီကနေ့အတန်တိတ်တပိတ်နေ့မှာတာဂီတာမြို့နဲ့အတွင်းအကြံပတ်စစ်တပ်ကပြည်သူများအတန်တိတ်တပိတ်မှာမပါဝင်နိုင်ဖို့အတွက်ဈေးများမှာအရွက်ဝတ်များနဲ့ကင်းလေပြီးတပ်ပုံရိုက်သူများကိုပါ CCTV နဲ့စောင့်ကြည့်ဖမ်းဆီးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာအကြံဖတ်စစ်တပ်ကတာကီတာမြို့နယ်အတွင်းမှာရှိတဲ့ဈေးများမှာအရက်ဝတ်နဲ့လုံခြုံရေးယူကာလှည့်လည်နေခြင်းဖြစ်ပြီးစစ်ကားနဲ့ရဲကားများလည်းအဆက်မပြတ်ကင်းပတ်နေကြောင်းသိရှိရပါတယ်။ဒါအပြင်ဖုန်းဖြင့်လည်းဓာတ်ပုံဗီဒီယိုမှတ်တမ်းရိုက်နေသူတွေကိုဖမ်းဆီးနိုင်ဖို့ CCTV များနဲ့စောင့်ကြည့်နေကြကြောင်းပြည်သူများအတန်တိတ်တပိတ်မှာပူပေါင်းပါဝင်ခြင်းမပြုလုပ်နိုင်ရန် စစ်တပ်ကရဲဝတ်နဲ့အသွင်ယူကာဈေးထဲမှာလှည့်လည်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တက္ကီတမှာအတန်တိတ်တပိတ်ဆင်နွှဲမဲ့ဒီနေ့မနက်ပိုင်းကစပြီးတော့စစ်ခွေးတွေရောရဲခွေးတွေရော ကားတွေနဲ့လှည့်လည်နေတယ်။တက္ကီတတစ်စင်းနဲ့ဈေးစီပင်တွေမှာလည်းဈေးနဲ့ CCTV ကင်မရာတွေလိုက်လံတက်ဆင်ထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုရိုက်တဲ့သူတွေကိုစောင့်ကြည့်ဖမ်းဆီးမယ်လို့သိရတယ်လို့ဒေသပြည်သူတို့ကဆိုပါတယ်။ရန်ကုန်တိုင်းသင်ငန်းကျွန်းမြို့နယ်လေးတောင်ကန်လန်းတူဝနကွင်းအနီးမှာမနက်09:20မိနစ်ဝန်းကျင်ချိန်မှာဆောက်ရွေး လူအသွားအလာမရှိသလောက်နေပါသွားပြီလက်ပေါ်မှာမိနစ်30အတွင်းကားစည်စည်းဝန်းကျင်သာတွာလာတော့ကြောင်းသိရှိရပါတယ်ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာတော့ယနေ့မနက်09:30မိနစ်အချိန်မှစတင်၍ရင်းအသွားအလာလုံးဝကင်းရှင်းသွားကြောင်းပုံမှန်နေ့စဉ်နေ့တိုင်းရင်ကြောပိတ်ဆို့လေးရှိတဲ့အင်းစိန်အောက်ဇေယျကျူတဒါပေါ်မှာရင်းအသွားအလာမရှိသလောက်နေပါတော့ကြောင်းသိရှိရပါတယ်ပုံမှန်အမြင့်ရန်ကုန်ဘက်အသွားကားပိတ်နေတဲ့အင်းစိန်ကျူတဒါပေါ်မှာကားပိတ်ဖို့မပြောနဲ့ ကားဖြတ်တန်းတော်လာတာကိုအတော်ကိုကျဲတော်တာတရားပေါ်မှာလည်းရှင်းလင်းနေတာဘူးဝါနဲ့အင်းစိန်ဈေးရှိမှာလည်းဈေးတယ်နဲ့ဆိုင်ကန်းတွေပဲရှိတယ်လူကိုမရှိတော့လို့အင်းစိန်မြို့နယ်မြို့ချစ်လမ်းမှာနေထိုင်တဲ့ပြည်သူတို့ကရှင်းပြပါတယ်ရန်ကုန်မြို့လေကောင်မှာလည်းဒီကနေ့မနက်7:00နာရီမှစတင်ကလိုင်းကားကြီးများမှအပရင်အသွားအလာအလွန်ရော့ကျသွားကြောင်းပုံမှန်လူအသွားအလာရှုပ်ထွေးစီကနေတဲ့မဟာပန္တုလလန်းပန်စူရန်လန်းအနောယထာလန်းနဲ့ ကန်နာလန်းမှာရင်သွားလာအလွန်ကြေပါသွားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ယနေ့အရေးတကြီးဆင်နွှဲရမယ့်တိုက်ပွဲဆိုတဲ့ဆီယလန်စိုးဝီရဲ့တရင်ဆောင်ပါတပုတ်ကိုယနေ့တော်လန်တပိတ်နေ့မှာဂုံယူဆောင်နဲ့တင်ဆက်လိုက်ပါတယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နိုင်ငံတကာလူ့ခွင့်ရေးနေ့မှာလာမယ့်စစ်ဥစုရဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းပြသတဲ့အနေနဲ့မနက်09:00မှညနေ3:00အထိအိမ်ပြင်မှာထွက်ကြပဲ အတန်လေးတပိတ်ပါဝင်ဆင်နွှဲကြပါရန်အပုတပြင်းတောင်းဆိုထားပါတယ်။ယခုတပိတ်တိုက်ပွဲဟာယခင် လုတ်ခဲ့သည်များထက်ပို၍အရေးကြီးပါတယ်။မင်းအောင်လိုင်ဟာရွေးကောက်ပွဲနီးလန်းနဲ့တော်လန်ရေးကိုချိနဲ့အားပြော့သွားစေပြီး၎င်းရဲ့လက်ဝေခံအစိုးရမျိုးနဲ့ပုံမှန်အနေထားပြန်ရောက်ပြီလို့ဆိုကာနိုင်ငံတကာမှလူတော်တိုးရန်ကြံစည်နေခြင်းဖြစ်ပါတယ်။တိုင်းပြည်ကို လုံးဝထိန်းချုပ်ထားနိုင်ကြောင်းဝါရဖြန့်ဖို့အရေးတကြီးလိုအပ်လာနေပါတယ်။ထို့အတိုင်းလည်းတရုတ်တို့အားလည်း၎င်းတို့ကိုဆက်လက် ထောက်ခံကာ မျက်နှာမပြတ်စေရဘူးလို့ဖြောင်းဖြားသွေးဆောင်ထားပြီးဖြစ်ပါတယ်။ငကိုကလေးကမိမိစည်းစိမ်ဥစ္စာမိသားစုကိုကာကွယ်ရန်ကွက်ကွက်ကလေးတာကြည်ပြီးလှုပ်ခဲကြသူတွေကနောက်တဆင့်တက်နိုင်ဖို့ပြည်သူများအားလက်နက်အားကိုးနဲ့မဲယုံတဲ့မောင်းသွင်းပြီးအတင်းအကျပ်လှုပ်တဲ့ပွဲဆိုဒီကနီးလာလေးလေးထင်ရှားလာလေးလေးဖြစ်ပါတယ်။ဒီအတွက်ယနေ့တပိတ်တိုက်ပွဲဖြင့်မြမပြည်သူတရလုံးက၎င်းတို့ရဲ့၁၄ရက်သားလိုအပ်တော်တဲ့ရွေးကောက်ပွဲကိုစတင်ကြောင်းကမ္ဘာတို့ပြတ်တတ်ဖို့အရေးတကြီးလိုအပ်လာနေခြင်းလည်းဖြစ်ပါတယ်။ ေါက်တာတေးစားဆန်းကလည်းပြည်လုံးကျအတန်တိတ်တပိတ်ဆင်နွှဲကြပြီးမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတကဘာလုံးကြားအောင်လုံဆောင်သွားမယ်လို့ EAR နဲ့တီးတဲ့အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။ဒီအတွက်အပန်းမကြီးပဲ NDA ကင်းစွာပြည်လုံးနိုင်မဲ့အရေးကိုငါထွက်လေဘာမှမထိခိုက်တော့ဘူးလို့သဘောထားမိစူပါကအသက်ဆွန့်၍တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေရဲ့မျက်နှာကိုပြေးမြင်တင်ပါတယ်။တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စူတော့ဆိုင်ဖို့ကြီးကို အရာတော်မြို့နယ်ပြည်သူ့တပိတ်ကော်မတီမှစိုက်ထူထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ရွေးကောက်ပွဲကိုပင်တနီယာမကျင်ကျင်းပမင်းလိုပင်2023ခုနှစ်ကတည်းကကြွေးကြော်ခဲ့ပေမဲ့လည်းယခုအခါလုံမဲလို့သတ်မှတ်ထားတဲ့ရက်ွက်ကြေးရွာပေါင်း3000ကျော်ကိုဖျက်သိမ်းခဲ့ရပြီဖြစ်ပါတယ်။ထို့အထင်းမှာကြေးရွာမေယုံ2931ယုံမြို့ပေါ်ရက်ွက်များမှ200နှယုံကိုဖျက်သိမ်းလိုက်ရပြန်ပါတယ်။အကြံဖြင့်အဖြစ်လွတ်တော်မေဇနာနေမီခုနှစ်နေရာမှာတနေရာချန်လက်ထားခဲ့ရသည်ကြီးဖြစ်လာပါတယ်။ ရန်ကုန်နဲ့နေပြည်တော်မှာလွဲ၍ကျန်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလွတ်လွတ်ကျွတ်ကျွတ်မလုံနိုင် ဖြစ်လာတဲ့အတွက်ရွေးကောက်ပွဲပေါ်နိုင်ငံတကာရဲ့တန်တရားရှိမှုတွေကမြင့်တက်လာနေခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတကာကလည်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်၍တရားမျှတမှုရှိမှာမဟုတ်ဘူးလို့ယုံကြည်စိတ်ချရလုပ်တဲ့လူထုစန္ဒနဲ့ကိုက်ညီသောအစိုးရမျိုးပေါ်ထွက်လာစရာအကြောင်းမရှိဘူးလို့ဆိုတဲ့ဂါရမန်ဒီယာကြီးကိုတရုတ်တနိုင်ငံတည်းမှလွဲ၍တွတ်တွတ်ရည်ရွတ်လာနေပြီဖြစ်ပါတယ်။ ဒီအထက်မှာ၎င်းတို့တေချာပေါက်အားကိုးထားတဲ့ထိုင်းနဲ့အိန္ဒိယတို့ပင်တလမလိုတော့တဲ့အချိန်မှာသဘောထားပြောင်းလာကြပါတယ်။အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရရန်ဒီယာဂျိုက်စ်ဝေါကအိန္ဒိယဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအားထောက်ခံပေးမယ်လေ။ယုံကြည်ထိုက်သောရွေးကောက်ပွဲဖြစ်ရန်နိုင်ငံအရေးမှာအဓိကပါဝင်ပတ်သက်နေသူများပါဝင်ရမယ်လို့ခံယူထားကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။လွတ်လပ်ပြီးတရားမျှတမှုရှိရမယ်လို့လည်းဆိုပါတယ်။ မိမိတို့မှမြန်မာပြည်သူများပုံမှန်ဘဝပြင်ရောက်ရေးဆက်ရွယ်အကူအညီပေးသွားမယ်လို့လည်းပြောခဲ့ပါတယ်။နိုင်ငံတကာရဲ့အမြင်များမပြောင်းလဲပဲဆက်ရှိနေရင်းနဲ့စီအုစုရဲ့ထွက်ပေါက်ပြေးနေပြီးဆိုဒီကိုတရုတ်အစိုးရအားပြသနိုင်ဖို့ယနေ့ဆင်နွှဲမဲ့အိမ်အပြင်မထွက်ရေးအတန်တိတ်တပိတ်မှာပါဝင်ဆင်နွှဲကြဖို့လိုအပ်နေပြီဖြစ်ပါတယ်။ပြည်သူအဖြစ်တရားတော်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။